နေ့ကမှရှင်ကျမတို့ဖူးဤနွယ်ပါ DV ရမြင့်တန်ကြားရဲ့ညနေ၄နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်။မြမသတင်းတွေကဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြပါပါရှင်။ကင်းဒီမြို့သားများကာကွယ်တပ် KNDF တပ်ရင်းအမှတ်၁၄ကတက်တီထောင်ချင်း၄နှစ်ပြည့်နဲ့အပတ်စဉ်၆တင်းနှင်းစင်ပွဲကိုအောက်တိုဘာလ၁၂ရက်မှာပြုလုပ်ခဲ့လို့ထုတ်ပြန်ပါတယ်။ ထိုးစစ်တွေအချိန်မြွေးဖြစ်နိုင်တဲ့အတွက်လူအင်အားဖြန့်နိုင်ဖို့တင်နန်းတွေပေးနေရတာဖြစ်ပြီးလေးနှစ်တာအတွင်းမှာအခက်အခဲတွေကြားကနေရှေ့ဆက်နေကြတယ်လို့တရင်ဆက်လေးပြန်ကြားတဲ့တာဝန်ရှိသူကပြောပါတယ်အခမ်းအနားမှာ KNDF စစ်ချီတခြင်းနဲ့ခြိတက်အလေးပြုတာတပ်ဦးအလံကိုအလေးပြုတာ Federal Democracy တိုက်ပွဲအတွင်းကြဆုံခဲ့ရတဲ့အာဇာနည်သူရဲကောင်းတွေကိုအလေးပြုတာနဲ့စုပေးအပ်တာတွေကိုပြုလုပ်ခဲ့လို့သိရပါတယ်တရင်တီထောင်ပြီး၄နှစ်တာကာလအတွင်းရဲဘော်၃ရောက်ကြဆုံခဲ့ရပြီး လေးယောက်ကကိုလက်အင်ကဆုံးရှုံးခဲ့ရတယ်လို့လည်းသိရပါဗျ။တင်းနန်းစင်ပွင့်နဲ့လေးနှစ်ပြည့်အခမ်းအနားမှာတရင်မှာရှိသူတွေဖိတ်ကြားထားသူတွေနဲ့ဒေသခံပြည်သူတွေစုပေါင်းအယောက်900ကျော်ပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါဗျရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်နောက်ဖက်ချမ်းမှရှိတဲ့ဘောရံကြီးရွာကနေအိမ်တွေကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကအောက်တိုဘာလ23ရက်မှာမီးရှို့ဖျက်ဆီးခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါရတယ်။ စစ်ကောင်စီတပ်နဲ့ PNU ပြည်သူစစ်တွေကအော်တိုဘာလပထမပတ်ထဲမှာပင်လောင်ကနေတဆင့်တောင်စာလုံးကြီးရွာမှာတက်ဆွဲပြီးမြောက်စာလုံးကြီးရွာကိုစစ်ကြောင်းထိုးခဲ့တယ်။မြောက်စာလုံးကြီးရွာကနေအိမ်တွေကိုမီးရှို့ပြီးဘောရန်ရွာကိုထတ်ရှို့တာလို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာဗောရန်ကြီးရွာကအင်ဂျင်90ထပ်မင်းလေးကိုမီးရှို့ခဲ့တာဖြစ်ပြီးဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ဗောရန်ရွာမှာအင်ဂျင်100ကျော်ရှိနေပြီးအော်တိုဘာလတွေကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီး စပားရိတ်တိမ်မဲ့သူတွေလည်းတင်းရှောင်နေရတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်နဲ့ PNU ပြည်သူ့စစ်တွေကမြောက်ဆလုံးကြီးရွာဘက်ကိုဝင်ရောက်ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာ၊လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ဒရုန်းနဲ့ဗုံးတိချတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ KNDF ကအောက်တိုဘာလ23ရက်မှာထုတ်ပြန်ထားပါတယ်ရှင်။ကင်းနီပြည်နယ်မှာစစ်ကြောင်းထတ်ထိုးလာလို့တိုက်ပွဲတွေပြင်းထန်နေပြီးရိုက်ကော်မြို့နယ်ကလင်ဖုံးကြီးကြီးရွာတိုက်ပွဲအတွင် စစ်ကော်မရှင်တပ်သား၁၀ရောက်တည်ဆုံပြီးတော့လက်နက်နဲ့ခဲယမ်းတွေရခဲ့တယ်လို့ကင်နီမျိုးသားများကကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်ဒီသတင်းကို Morris ပေးပို့ထားပါတယ်ရှင်ဂရင်းနီပြည်နယ်ကလွယ်ကော်မြို့နယ်အရှိချမ်းဒီမော့ဆိုမြို့နယ်ဖရူဆိုမြို့နယ်ဘော်လခဲမြို့နယ်နဲ့ဂရင်းနီရှမ်းနယ်ဆက်ဖဲခုံမြို့နယ်ဘက်ဒီမှာစစ်ကော်မရှင်တပ်နဲ့ PNU ပူးပေါင်းတပ်တွေစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်ဒေါ်လာရေးပူးပေါင်းတပ်တွေနဲ့နေစဉ်တိုက်ပွဲတွေဖြစ်နေတယ်လို့ဂရင်းနီအမျိုးသားကာကွယ်ရေးတပ် KNDF ဘက်ကအောက်တိုဘာလ17ရက်နေ့မှာသတင်းထုတ်ပြန်ထားတာပါ။ အော်တိုဘာလာ6ရက်နေ့တရက်ထဲမှာပဲခရနီပြည်နယ်ကနေရာ3ခုမှာတော်လိုင်းတက်တည်နဲ့စစ်ကော်မရှင်တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးလွိုက်ကော်မျိုးနယ်တွေကလင်းဖုံးကြီးကျွရမှာလည်းအင်အား60ကျော်နဲ့ထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်တွေနဲ့တော်လိုင်းတပ်ပေါင်းစုတို့နှစ်ရက်ကြာတိုက်ပွဲဖြစ်ခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်သား10ယောက်ကျော်သေဆုံးပြီးလက်နက်လေးလက်နဲ့ခရမ်းမီးကြောက်တွေရခဲ့တယ်လို့ KNTF ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ်စစ်ကော်မရှင်ဘက်ကတော့ခရနီပြည်နယ်တဲကတိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီးထုတ်ပြန်တာမရှိသလိုအခုနောက်ပိုင်းထိုးစစ်တွေမှာစစ်မှုထမ်းနဲ့ပါလာတဲ့သူတွေများတဲ့အတွက်ရှေ့တန်းတွေမှာထွက်ပြေးတဲ့သူတွေများတယ်လို့ဒီမော့ဆိုစစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်သားတယောက်ကပြောပါတယ်တန်ရရဝါရလူတွေကြတော့ကျွန်တော်တို့မိနစ်40လောက်ကြာရင်ဒါကလို့သူတို့ကောင်းမလာမချင်းကျွန်တော်ပတ်တီစီပေးတာတော့လုပ်ပြီးအနက်နှက်ထားဘူးပတ်တီစီပြီးအဲ့ဒါထိန်ထားပြီးအဲ့ကျွန်တော်တရားနဲ့က ဗျူဟာကားလာလို့ရှိရင်ဗျူဟာကားပေါ်တင်ပေးရတယ်ကျွန်တော်တို့လောက်ကတော့ဒီလောက်ပဲကြာမိုးပြင်းမှကြာတော့ဒီကျွန်တော်ရဲဘော်တွေကိုမြုပ်ထားတာဒီလမ်းမင်းတွေမြုပ်ထားတာကြာကြာတော့ရဲဘော်တွေကြာတော့ဒီစက်တင်ပြီးကျွန်တော်တို့ဒီဗျူဟာမှာမြုပ်တယ်ကြာဗျူဟာလာခေါ်ပြီးမြုပ်တယ်အင်းအေးဆက်တယ်ပြန်မယ်လို့သူပြောတယ်ပြရှုပ်ကြတယ်ဆက်တယ်ဘယ်နည်းများရရှိတယ်ပြကြာပါလူကြီးကမိသားစု ဒါကတော့ Greeny Shan တောင်နယ်ဆက်ဖေခုံမြို့နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်နဲ့ PNU ပူးပေါင်းတပ်တွေကမြောက်စလုံးကျွော်ကိုမီးရှို့နေတာပါ။ရွာကန်တွေကတော့မနစ်သေးကကဲဆဲရေးသမားတွေကဲထုတ်ပြီးသားမှုကျေးရွာအများစုကတော့လူတွေမနေကြတော့ပါဘူး။နေအိမ်တွေမိရှုခံရတဲ့အပြင်လက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေဟာအရသာပြင်မှတ်တွေပေါ်ပြင်မှတ်ထားတိုက်ခိုက်နေတာပါ။အဲ့ဒါဖေကုံအနောက်ဆန်းချန်ပြောမှာပေါ့။အဲဖေကုံနဲ့လက်တိန်ကြားပေါ့။အကရွာတွေပေါ့။သူတို့စစ်ကြောင်းထိုးမှလေကျွန်တော်ဟိုးစားပေါ့။ ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ခုတစ်ခါထုတ်သေးတယ်ဟောအဲ့ဒါအကုန်ပဲကျွန်တော်တို့ထုတ်လာတော့ကုန်ပြီထုတ်လာတော့အချိန်တော့အခုတော့သူတို့ရောက်နေတာပေါ့ဒီဇင်ဘာလမှာလုံမဲ့ကြွေးကောက်ပွဲအတွက်ပြီးခဲ့တဲ့ဩဂုတ်လတည်းကခရီးပြည်နယ်တဲကိုစစ်ကော်မရှင်ဘက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီးဒီမော့ဆူဖရူဆိုဘောလခဲကားလမ်းမကြီးတဝိုက်မှာလည်းစစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့တိုက်ပွဲတွေဖြစ်တဲ့နေရာတွေကိုမလိုအပ်ဘဲခီးမသွားကြဖို့နဲ့စစ်ရေးအသည့်နဲ့လုံခြုံရေးတတိရှိကြဖို့အတွက်ခရင်းဒီအမျိုးသားကာကွယ်ရေးတပ်ကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါမန္တလေးတိုင်းမြင်းကျန်နယ်နှထိုးကြီးမြို့နယ်အတွင်းကပြူစောတီကောင်းဆောင်ဒေတာရွတ်မွန်နဲ့စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းတွေကရွာတွေကိုစစ်ကြောင်းထိုးစီးနေနေတာကြောင့်ဒေသခံတပေါင်းကျော်ဆစ်ဆောင်နေရပြီးစားနပ်ရိက္ခာအကူအညီတွေလည်းလိုအပ်နေတယ်လို့စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်ရွာပေါင်း20ကျော်ကဒေသခံတပေါင်းကျော်ဟာ တောတောင်တွေအတွင်းမှာရက်ရှည်ဆစ်ဆောင်နေရပြီးစားရည်တောက်ရည်နဲ့နေထိုင်ရေးအတွက်အကူအညီတွေလိုအပ်နေတယ်လို့သိရပါဗျ။စစ်ဘေးရှောင်တွေထဲမှာကျန်းမာရေးမကောင်းသူကိုဝင်တဲ့နဲ့ကလင်းငယ်တွေပါဝင်နေတာကြောင့်အရေးပေါ်ဆေးဝါးတွေလိုအပ်နေတာလို့ဆစ်ဆောင်ရေးကူညီနေသူတယောက်ကပြောပါဗျ။မြင်းကျန်တဲ့နထိုးကြီးမြို့နယ်အတွင်းမှာတီတာယုမုံနဲ့ပြူစောထီအဖွဲ့နဲ့စစ်အုပ်စုပူးပေါင်းစစ်ကြောင်းဟာတရားဝင်တရားထွက်စစ်ကြောင်းတို့နေရာကြောင်းဒေသခံတွေနေရမပြတ်နိုင်သေးပဲစစ်ပေးရှောင်နေကြရပြီး ။ကုညီထောက်ပံ့တွေလည်းနည်းနေပြီးတော့အလူရှင်တွေနည်းပါးလာတယ်လို့ဆိုပါရရှင်။ ERR တိုင်းဝါခေမားနဲ့ကြုံပြုံမြို့နယ်တွေမှာအောက်တိုဘာလ23ရက်ကမိုးကြိုးပစ်ခံရပြီးအမျိုးသား၂ယောက်သေဆုံးခဲ့တယ်လို့ကုညီကစေးအဖွဲ့ရေးစကနေသိရပါဗျ။ဝါခိုင်မာမြို့နယ်ကြက်တညင်ရွာအနီးကမြစ်အတွင်းမှာငါးဖမ်းနေတဲ့အမျိုးသားဟာအောက်တိုဘာလ23ရက်ညနေ9:00ဝန်းကျင်လောက်မှာမိုးကြိုးပစ်ခံခဲ့ရပြီး ကျုံပြုံမြို့နယ်တောင်ကြီးကျေးရွာဘက်မှာလည်းနေ့လယ်တနားရီလောက်ကမျိုးသားတယောက်မိုးကျိုးပစ်ခံရပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ဝါခဲမဘက်ကတိတ်ဆုံးသူကမြစ်ထဲမှာငါးဖမ်းနေတဲ့အချိန်မိုးကျိုးပစ်ခံရတာဖြစ်ပြီးကျုံပြော်ဘက်မှာတော့လေယာဉ်လုံငန်းလုပ်နေတဲ့အချိန်မိုးကျိုးပစ်ခံရတာလို့ကုညီကယ်ဆယ်ဆောင်ရွက်ပေးနေသူတယောက်ကပြောပါတယ်။တိတ်ဆုံးရုပ်အလောင်းတွေကိုဒေသခံတွေနဲ့ကုညီကယ်ဆယ်အဖွဲ့တွေကတည်ယူပြီးရင်ခွဲရုံတွေကိုပို့ဆောင်ပေးခဲ့တယ်လို့လည်းသိရပါတယ်။ ARD တိုင်းမှာနှစ်စဉ်မိုးဥကာလနဲ့မိုးအုံကာလတွေမှာ မိုးကြိုးပစ်ခံရပြီးလူအယောက်60ကနေ90ကျော်အထိသေဆုံးနေရတယ်လို့သွားပြည်နယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကလည်းသိရပါတယ်ရှင်။ရွေးကောက်ပွဲအလွန်မှာဖော်ဆောင်မဲ့ငင်းချင်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးဒုတိယအကြိမ်မြောက်ငင်းချင်းဖိုရမ်ကိုနေပြည်တော်မှာကျင်းပဖို့စစ်ကောင်စီကစီစဉ်ထားပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်။အနာသိန်းစစ်ကောင်စီက တနင်္ဂနွေပြုခဲ့တဲ့ခမှုရဲ့စေတဘောသူစာချုပ် NCA လက်မှတ်ရေးထိုးခြင်းစနစ်ပြအခမ်းအနားကို အော်တိုဘလာ5ရက်နေ့မှာကျင်းပဖို့အစီအစဉ်ထားပြီးအဲ့ဒီနှစ်ပတ်လည်ပွဲကိုနိုင်ငံတကာတန်တမန်တွေနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေတက်ရောက်ဖို့အပြင်ဒုတိယအကြိမ်ကြောင်းညဉ့်ညဉ့်ရေးဖိုဂရမ်ကိုလည်း၃ရက်သာကျင်းပဖို့အစီအစဉ်ထားတယ်လို့နိုင်ငံရေးပါတီတွေနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကပြောပါတယ်အဲ့ဒီညဉ့်ညဉ့်ရေးဖိုဂရမ်မှာ ရုပ်ောက်ပွဲအလုံးမှာပေါ်ပေါက်လာမဲ့အစိုးရကမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုဘယ်လိုဆက်လက်ဆောင်ရွက်သင့်တယ်လဲဆိုတာကိုအဓိကထားဆွေးနွေးသွားကြမှာဖြစ်ပြီးသဘောတူညီချက်တွေလည်းရယူဖို့ရှိတယ်လို့ပြောပါရတယ်။အဲ့ဒီဖိုရမ်ကိုရုပ်ောက်ပွဲဝင်ကြမဲ့နိုင်ငံရေးပါတီ58ပါတီကကိုယ်စားလှယ်တွေတက်ရောက်မှာဖြစ်ပြီးပထမတစ်ကြိမ်ကထပ်ပုံမူကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာနိုင်တယ်လို့ထင်မြင်တဲ့အကြောင်းတိုင်းလိုက်ရှမ်းနေမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကပြောပါရတယ်။ အဲ့ဒီတူးကဲမှုဆိုတာကကျွန်တော်တို့အဲ့မှာစင်းနေတဲ့အချက်တွေကယူကောက်ပွဲဆိုင်ရာဒီကာဝယ်စောင့်ရှောက်မှုဥပဒေပေါ့လေအဲ့ထုတ်ပြန်ပေးဖို့ကျွန်တော်ဆွေးနွေးအဲ့ဒါထုတ်ပြန်လာပါတယ်အဲ့ဒီကိစ္စတွေကတော့ဟောဟိုတုန်းကတော့ piss stop ပေါ့ piss stop ပြီးတော့ piss for ပထမအကျင့်အခုဒုတိယအကျင့်ပေါ့ piss for ဒါတော့ဒီယူကောက်ပွဲကိစ္စဆွေးနွေးဆိုအခုလက်ရှိကျင်းပမယ့်ယူကောက်ပွဲဘာလေလိုရမလဲဘာလေအားနေခြင်းချင်းဘာလေစင်ခုံမှုဖြစ်မလဲဆိုတဲ့စာကိုကျွန်တော်ဝိုင်းဆွေးနွေးကြလာအချက်ပေါင်း100ကျော်တော့ရတာပေါ့အခုက အခုငင်းချိုင်းရေးကိစ္စအခုပြန်ဆွေးနွေးကြမယ်ဆိုတော့အခုဒီဖိုရမ်ကကြတော့ဒါလာမယ့်အစိုးရအတွက်ကိုငင်းချိုင်းရေးခန္ဓာဘယ်လိုဆောင်ရွက်ရမလဲဆိုတော့အနာဂတ်အတွက်ကိုညီညွတ်ကြီးမှကျွန်တော်ဆွေးနွေးကြမှာဖြစ်ပါတယ်ခင်ဗျာအဲလာမယ့်အစိုးရဆိုရင်တော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့အစိုးရပေါ်လာမယ်လွတ်တော်ပေါ်လာမယ်ဒါကျွန်တော်တို့ဒီတရားစီရင်ရာတုကဏ္ဍနဲ့ဒီတိချချင်းတုံးတဲ့ခါကျတော့လွတ်တော်ဘာကဏ္ဍတွေဖြစ်လာမယ်ဒီအစိုးရဘာတွေဆောင်ရွက်ရမယ်ပေါ့နော်အဲ့ဒါမျိုးတွေတွေတုကဏ္ဍနဲ့တူဟာဒါတွေညှိချိုက်တော့ ဘာလို့လိုအပ်တယ်ဆိုတာဆွေးနွေးကြမှာဖြစ်ပါတယ်ဗျာဒီပွဲကြီးကတော့ပထမအကြိမ်ငញ្ញရေးဖိုရမ်ကိုနေပြည်တော်မှာဂျွန်လ25ရက်နေ့ကနေ28ရက်နေ့အထိ3ရက်တာကျင်းပခဲ့တာဖြစ်ပြီးအဲ့ဒီဖိုရမ်ကို အဖွဲ့နှစ်ဖွဲ့ခွဲဆွေးနွေးခဲ့တယ်လို့အကြံပြုချက်ဆနစ်ချင်းနဲ့ရေရှည်ကာလတွေအတွက်အစည်းအဝေးနဲ့ချမှတ်လှုပ်ဆောင်တဲ့အချက်၁၀ချက်ရရှိခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်ဒီဒီချင်းဆွေးနွေးမှုကိုတနင်္ဂနွေလပြည့်ခတ်တဲ့ခမှုရေးစေးသဘောတူစာချုပ် SCM မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းသားတော်လိုင်းအဖွဲ့ကြီးတွေကအာဏာသိမ်းစစ်တပ်နဲ့ဆက်ပြီးတော့ဆွေးနွေးမှုတွေလုပ်နေတဲ့အဖွဲ့6ဖွဲ့ကကိုယ်စားလှယ်အားလုံးတက်ရောက်มาဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့စီးရေးနိုင်ငံရေးအခက်အခဲတွေကိုဆွေးနွေးသွားဖို့ရှိတယ်လို့အဲ့ဒီအဖွဲ့ရဲ့ပြောဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်ကပြောပါရယ်ဒီအချိန်မှာကျွန်တော်တို့ကတရားနဲ့တရားစကားမပြောကြနိုင်ဘူးလေစကားပြောဖို့ platform လဲတော်တော်ပျောက်ကွယ်နေတယ်လေဗျာလူလူကျင်တာတော့ဗျာ ကျွန်တော်တို့ဒီစစ်ပွဲရဲ့အောင်ကအရန်ကိုကြီးမားကျပြန့်နေကျွန်တော်တို့ဒီလူမျိုးတွေ့ဆုံစကားပြောတဲ့အခင်းချင်းကမရှိတဲ့လောက်ကိုမဲပါတဲ့အချိန်မှာတော့အာဒီလူမျိုးချင်းတွေတကူအောင်မှာကတော့အများကြီးတော့မျောလင်းဖို့တော့ခက်ခဲပါတယ်တိုးတော်လည်းပဲမလောက်ကြတဲ့စာရင်းရှိလို့ရှိရင်အဲကျွန်တော်တို့တွေ့ဆုံစကားပြောစုနိုင်တဲ့အာ လမ်းစာတစ်ခုကိုဆွဲထုတ်လို့ရနိုင်လားစသဖြင့်ပေါ့လေအဲလိုမျိုးတော့သင်္ခါကျရှိပါတယ်တနင်္ဂနွေပြည်ခတ်တက်ခတ်မှုရဲ့စေတော်သူစာချုပ် NCA နဲ့ပတ်သက်ပြီးအဲ့ဒီစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့အဖွဲ့တွေဖြစ်တဲ့ KMU, CNF, ABSDF, PNLO, ADU, NSB, AD အဖွဲ့တွေဘက်ကတော့အချက်9ချက်ပါတဲ့ထုတ်ပြန်ချက်ကိုအော်တိုဘလ73ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပြီး စစ်တပ်ကအာဏာသိမ်းခဲ့တာကြောင့် SCA ကောင်ထဲဖုံမှုတွေကရပ်ဆိုင်းသွားခဲ့ပြီဖြစ်တယ်လို့စက်ကူစုပ်တစ်ခုအဖြစ်ကိုရောက်သွားပြီလို့လည်းထုတ်ပြန်ပါတယ်။စစ်ရသည်မှုတွေကိုကျူးလွန်နေတဲ့စိုးစုကိုထောက်ခံရကြတဲ့တရံကလုံးပြခတ်တက်ခတ်မှုရယ်စေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်းစနစ်ပြအခမ်းအနားကို UN ASEAN နဲ့နိုင်ငံတကာတန်တမာတွေအနေနဲ့မတက်ရောက်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ ရှမ်းပြည်နယ်မြောက်ပိုင်းတအံမျိုးသားလူမျိုးရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့ကြောင်မဲခရိုင်တီဘောမျိုးနဲ့၃မိုင်အကွာအထိစစ်ကောင်စီတပ်စစ်ကြောင်းရောက်ရှိလာပြီလို့ဒေသခံတွေကနေသိရပါဗျ။အော်တိုဝါလာ၃ရက်ညနေပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းတွေဘောဂျိုရွာထဲကိုဝင်ရောက်လာတာလို့သိရပါဗျ။စစ်ကောင်စီတပ်ကဘောဂျိုကိုရောက်ပြီးကြောင်မဲကိုမဝင်ခင်၃ရက်လောက်ကတည်းက TNL ဘက်ကလူတချို့ပဲခြံခဲ့ပြီးပြောင်းသွားတာလို့ဒေသခံကပြောပါဗျ။ ဒီနေ့အောက်တိုဘာလ14ရက်မှာတော့စစ်ကောင်စီတပ်ကတီဘောမြို့ကိုအပိသက်ဝင်ရောက်ထိန်းချုပ်ပြီးလာရှိုးတီဘောမန္တလေးလမ်းမကြီးကိုလာမယ့်အောက်တိုဘာလ20ရက်ကစပြီးတော်လာနိုင်မှာဖြစ်တယ်လို့စစ်ကောင်စီနဲ့နှိစက်သူကပြောပါတယ်စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလ28ရက်မှာအထွေထွေရွေးကောက်ပွဲကျင်းပမယ့်မြို့တွေစီးရင်လည်းတီဘောမြို့ကိုထည့်သွင်းထားပြီးအောက်တိုဘာလ1ရက်ကကြောင်မဲမြို့ကိုပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်တီဘောမြို့ဘက် UTB ဇက်တိုက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနမ်ဆန်မြို့နယ်ကအုံမဆွန်ရွာကိုဒီနေ့အောက်တိုဘာလ14ရက်မနက်9:00နာရီကျော်လောက်မှာစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံတယောက်သေဆုံးပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီတပ်ကအုံမဆွန်ရွာကိုဘုံစဲလုံးထပ်မင်းကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်အသက်16နှစ်အရွယ်လွေတွင်းတွင်းနယ်သေဆုံးပြီးတော့၄ယောက်ထိခိုက်ဒဏ်ရာရခဲ့လို့သိရပါဗျ။အုံမဆွန်ရွာကိုဘုံကျဲတိုက်ခိုက်မှုအတွင်းလူထိ လူထိခိုက်သေးဆုံးတာအပြင်နေအိမ်6လုံးလည်းပျက်စီးသွားတယ်လို့ဒေသခံကပြောပါရယ်။အုံမဆွန်ရွာကိုစစ်ကောင်စီတပ်က Jet Fighter နဲ့အော်တိုဘားလာ14ရဲ့မနက်ပိုင်း9:55မိနစ်အချိန်မှာဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ PSLF DNLA သတင်းနဲ့ပြန်ကြားရေးဌာနကလည်းသတင်းထုတ်ပြန်ထားပါရယ်ရှင်။ ရခိုင်နဲ့မကွေးအဆက်အမင်းဘူးကားလမ်းမပေါ်မှာရှိပြီးတော့အေအေဘူအောင်တက်တွေပိတ်ဆို့ဖြတ်တောက်ထားတဲ့နေရီကန်ဘျူဟာစခန်းဟာအချိန်မီသိမ့်ပိုက်ခံရနိုင်တာကြောင့်စစ်တပ်ကဗရန်မြို့နယ်၅မိုင်အကွာအထိဆုတ်ပြီးခန်းစစ်ပြင်နေပါတယ်။နေရီကန်သာသိမ့်ပိုက်ခံရရင်ဘာတွေဆက်ဖြစ်နိုင်ပါသလဲစိုးတူအောင်သတင်းပြဖို့ထားပါတယ်ရှင်။မကွေးတိုင်းငဖဲမြို့နယ်ထဲမှာရှိပြီးဗရန်တက်နယ်အတွက်အရေးပါတဲ့နေရီကန်ဘျူဟာစခန်းဟာပိတ်ဆို့ဖြတ်တောက်ခံရရတဲ့အတွက် အချိန်မရွေးကြတော့နိုင်တဲ့အခြေအနေမှာရှိတယ်လို့စစ်ရေးရင်းမြစ်နဲ့ဒေသခံတွေကပြောပါတယ်။ဒါကြောင့်အမ်မင်းဘူးလမ်းကားတစ်ဆင့်တပ်ကူမပိုးနိုင်တော့တဲ့စစ်ကော်မရှင်တပ်ကလေကြောင်းကနေခဲယမ်းရိတ်ခါတွေချပေးနေတယ်လို့ကပ္ပစ၁၄ကနေတစ်ဆင့်မြေပြင်တပ်ကူပို့ဖို့စူးစမ်းနေကြောင်းအောက်တိုဘာ၁၃ရက်မနက်ပိုင်းမှာစစ်ရေးရင်းမြစ်ကပြောပါတယ်။မနေ့ကမနေ့ကပဲဝိုင်းတွင်းနဲ့တိခါလာချတယ်။ခင်ရရှိတယ်ဒါပေမဲ့ခဲယမ်းရိတ်ကမရှိတော့။နောက်သူရဲ့နောက်ရွာကလူကဒီ transit တဲ့ရှိတယ်။ in wurde die kommandos linea tesellani ailani ein ailani lo tigen della sidonia e ma con gli interview agire ai no vabbè ai no ai no di o di o dozo e o dopo così la sei vivi solo o va va ci o bi un aio co va da ve ci ro da 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 di già da me bao nai lu ci no အရခတ်တော်အေအူဆောင်တဲ့ပူပေါင်းတက်တွေဟာအမင်းဘူးလန်ဟောင်းဘတ်မှာဆိုရင်ပစီရွာဝင်ချင်း လမ်းသစ်ဘက်မှဆိုရင်ကိုကြီးရွာဝင်းကျင်အထိထိမ့်ချုပ်ထားတာကြောင့်မြေပြင်စစ်ကူပို့မရပဲပိတ်မိနေကြတာလို့သူကဆက်ပြောပါတယ်။ဒါကြောင့်ပဲစစ်တပ်ဟာကပ္ပဆဆလီကတဆင့်တော်လန်အတိုင်းလိုင်းရွာနဲ့နောင်ရွာတွေဘက်ကနေခြေလင်တက်တွေပို့ဖို့ကြိုးစားနေလို့အောက်တိုဘာ12ရက်ညပိုင်းအထိတိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။ဒါအပြင်ဗရန်မြို့နဲ့ငားမိုင်လောက်အကွာမှာရှိတဲ့တာယာဂုံရွာနဲ့ယူမအစင်ကဇင်ပြွန်းရွာအကြားမှာခံစစ်ပြင်နေတဲ့အကြောင်းသိရပါတယ်။ ်ဟိုကခန်းချက်ကဟိုမရောက်လေအဲ့ဒီကအဲ့ဒီမဆိုင်နေဖြစ်တယ်မဆိုင်ဒုံးနေဖြစ်တယ်နာမှာအဲ့မှာအဲ့မှာတိုင်းနေလေအဲ့ဒီရောက်ဆိုပြီးတော့ဟိုဘက်အနောက်လမ်းကောင်းကနဲ့တကောတော့ဘောကလွဲဘူးလေဟိုဘက်ကစီးထလာတော့ဟာဒီတရက်တရက်အဲ့ brand ကတော့ပုံမှန်တိုင်းဒီစီလေနော်ကျွန်တော်ကဘလို့ဒီအရက်စကားနဲ့ဘလို့ကလေးကြီးထူပြီးဆိုတဲ့သဘောမျိုးရောက်လေဒီနေ့ဘာလို့လဲဆိုတော့အဲ့တုတ်တာကြည့်တာမကြတယ်ဒါပေမဲ့ဒီနေ့လည်း ကိုကနာကတ်လာပြီကိုဇွားနာလို့ဆိုတော့ပြောတတ်တယ်လေအဲ့ခါဆိုရင်တော့ညို့ပေါ့အော်ဒူဘာ73ရမနက်ပိုင်းမှာတော့လက်နက်တန်တွေခဏငြိမ်ခဲ့ပြီးနေအကံဖြူဟာကိုတော်လိုင်းတက်တွေကတိမ့်ပိုက်နိုင်တဲ့တဲ့မကြရသေးဘူးလို့သူကဆက်ပြောပါတယ်။အေးဦးဆောင်တဲ့တက်တွေဟာနေအကံဖြူဟာစကန်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီထဲကထိုးစစ်ဆင်ခဲ့တယ်လို့ခံမှန်းရတာကြောင့် ်အခုချိန်ဒီဆိုရင် ရှစ်လဝန်းကျင် ကြာမြင့်လာပါပြီ။ဘာကြောင့်ဒီစခန်းကနှစ်ဖက်တက်တွေအတွက်အရေးကြီးတာပါလဲ။နိုင်ရီကန်စခန်းပေါ့ကြာမယ်ဆိုရင်တော့အနည်းချုပ်ဆိုတော့ဆရာအမ်ချီစစ်အိမ်မက်ပေါ့နော်အမ်ချီစစ်အိမ်မက်လုံးဝပြတ်သွားပြီ။ပြီးရင်ဗရန်ဒတ်နဲ့လုံးဝနောက်ဆုံးရွှေ့ပြရမယ်။နောက်ဆုံးရွှေ့ပြရမယ်ပေါ့နော်ပြီးရင်ပသိမ်မော်ယာလမ်းကိုလည်း90ရာခိုင်နှုန်းကျော်ဖြတ်တောက်လိုက်နိုင်ပြီလို့ပြောရမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ ဒါကြောင့်ပဲနေအီကန်ဘျူဟာသာကြခဲ့မည်ဆိုရင်ကပ္ပစ14ကိုပေးလိုက်ရမှာဖြစ်တယ်လို့ဗရန်တက်နယ်အတွက်လည်းချင်းချောင်းမှုဖြစ်လာမှာကြောင့်စစ်တပ်ကမဖြစ်မနေတံပြန်တိုက်စစ်ဆင်လိုက်မယ်လို့ကိုစင်ရော်ကခံမှန်းပါတယ်။ဒါအပြင်နေအီကန်ဘျူဟာဖွဲ့စည်းပုံဟာလီချောင်းတိုက်ခိုက်ဖို့လွယ်ကူတာကြောင့်အေအေအနေနဲ့တိမ့်ပိုက်နိုင်ခဲ့ရင်တောင်အထိုင်ချမှာမဟုတ်ပဲဖြတ်တောက်ထားလိုက်မယ်လို့သူကဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့အေအေပြောခွင့်ရသူဥခိုင်ဒုက္ခကို DVV ကဆက်သွယ်ထားပေမဲ့ပြန်ဖြေတာမရှိသေးပါဘူး။ဒီလိုအခြေအနေတွေကြောင့်ပဲအမင်ဘူးရိုးမလမ်းပိုက်မှာတိုက်ပွဲတွေဆက်ဖြစ်နိုင်ခြေရှိနေပြီးစစ် area ကျယ်ပြန့်မှာကိုဒေသခံတွေကစိုးရိမ်နေကြပါဗျ။ဗရန်ဒတ်နယ်မှာစစ်တပ်ကကပ္ပစ14အပါအဝင်အာမတ်3ခု5အာမတ်409နဲ့အမြောက်ကိုကယ်မှုစစ်ဌာနချုပ်မာစခ905တို့ကိုအခြေစိုက်ထားတာဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ မကွေးတိုင်းရော့ဒေတာမှာစစ်ကောင်စီတပ်ထဲကနေထွက်ပြေးလာတဲ့တပ်ကြက်၃ယောက်ကိုအော်တိုဝါလာ၁၀ရင်းနဲ့၁၂ရက်တွင်မှာလက်နက်ခဲယံတွေနဲ့အတူတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကအရှင်ဖမ်းမိခဲ့တယ်လို့ရော့လင်းနက်ဖွဲ့စီကနေသိရပါဗျ။ကျောက်ထွန်းမြို့အခြေဆိုင်အမြောက်တပ်အမတ368တပ်ရင်းကနေထွက်ပြေးလာကြတဲ့အသက်၄၀ဝန်းကျင်အရွယ်ဒုတပ်ကြက်၂ယောက်ကိုကျောက်ထွန်းမြို့နယ်ကကားလမ်းမပေါ်မှာ အော်တိုဝါလာ၁၀ရင်းမနက်ပိုင်းကဖမ်းမိခဲ့တာလို့သိရပါဗျ။ ဒါပြင်ဆောင်းမြို့မှာတာဝန်ကျနေတဲ့အသက်40အရွယ်တက်ကြက်ကြီးကိုလည်းအောက်တိုဘာလ12ရက်ညနေပိုင်းကဆောင်းမြို့နယ်အတွင်းရွာတို့ရွာအနီးမှာဖမ်းမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရမိသူတက်ကြက်ကြီးစီကနေလက်နက်ခဲယံတွေတင်းစီရရှိတာမရှိပေမဲ့ဒုတက်ကြက်အဆင့်ရှိသူတွေစီကနေ MA5 pistol တနက်တလက်နိုင်မမကြီး9တောင်းလက်ပစ်ပုံးတစ်လုံးနဲ့ဖုန်းတစ်လုံးကိုတင်းစီရရှိခဲ့တယ်လို့ရောလင်းနယ်အဖွဲ့ပြန်ကြားတဲ့တာဝန်ရှိသူကပြောပါဗျ။ အရှင်ဖန်းစီရမိသူတွေကိုတက်ဆိုင်တဲ့တော်လိုင်းတက်ဖွဲ့တွေဘက်ကစစ်စေးမင်းမျက်နှာတွေဆက်လက်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်ရှင်။ပကံရှိဟောင်းယဉ်ကျေးမှုနယ်မြေကကြီးရွာတွေကိုစစ်ကောင်စီကစစ်ကြောင်းထုတ်မီးရှူတာတွေလုပ်နေတာကြောင့်ကောက်ကွေးတက်ဖွဲ့တွေအနေနဲ့လည်းစေရီပထိုးတွေကိုရှောင်ပြီးတိုက်ပွဲဖော်ဆောင်မှုတွေလုပ်မယ်လို့ပြောပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။ပကံရှိအောင်ရင်ကျေးမှုနယ်မြေဖြစ်တဲ့ညာဦးမြို့နယ်ကကြီးပါတွေကို စစ်ကောင်စီတပ်ကစစ်ကြောင်းနှစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးလူနေအိမ်ကျဉ်20ကျော်ကိုမိရှို့ဖျက်ဆီးခဲ့လို့ဒေသခံတွေကပြောပါရတယ်။အော်တိုဘာလ9ရက်နေ့မှာညောင်ဦးမြို့နယ်တောင်စင်းရဲစခန်းကထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကမကြီးတဲ့ရွာကနေတစဉ်ကန်နီပေါက်ကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပါ။အော်တိုဘာလ10ရက်နေ့မှာတဲပြင်းတော်ရွာကတစဉ်မကြီးတန်းကြောက်ပြင်ကန်ရွာတွေကိုဆက်လက်ဝင်ရောက်ခဲ့ပြီးအော်တိုဘာလ17ရက်နေ့နဲ့12ရက်နေ့တွေမှာတော့ကြောက်ပြင်ကန်နဲ့ဂျိုးကန်ရွာတွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါရတယ်။စစ်ကြောင်းက ကျေးရွာတွင်ကလူနေအိမ်တွေကိုမိရှုဖျက်ဆီးပြီးတဲ့နောက်အော်တိုဘားလ၁၂ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကြောင်းတစ်ကြောင်းကအဆင့်ကူနယ်တွေကိုဝင်ရောက်သွားတယ်လို့ဒေသခံတွေကပြောပါတယ် ငယ်နေမောက်က၁၁အိမ်ပါတယ်ဂျိုးကန်၈အိမ်ပါတယ်အိမ်ငယ်လေးမိချုပ်ပြီးထွက်လာပြီးတော့ကျတော့ဂျိုးကန်ရောက်တော့ဂျိုးကန်မှာထက်ချူတယ်အဲဂျိုးကန်လေးထွက်လာတဲ့အိမ်ငယ်ရောက်တာအဲဆီကျော်တဲ့ပကံမိချုပ်သွားပြီးတော့ကျတော့နေကန်ဘက်ကိုရောက်ပါအဲရနေစင်ဘက်ကိုဆုတ်ပါဆောင်းနေတဲ့သူကအခုရွာလေးပြန်ဝင်ပြီးတော့မိချုပ်ရဲ့ရွာရဲ့တက်ရှိလုံနေပြီးကွက်ကွေးရင်ဝင်လာမဝင်မိမိုင်းတွေမှာချင်းပြီးအခုပြည်သူတွေဒီနေ့ဝင်နေအကုန်လုံးဝင်ပြီးတော့တက်ရှိလုံနေကြတယ်မိမိလောက်နေရွာလေးကိုလေဝင်သွားတော့ငါမိုင်းတော့ဆွဲတယ်အဲမိုင်းဝိုင်းရောခီရရှိတယ် ညာဦးမြို့နယ်ကကြေးရွာတွေကိုညာဦးတမ88လောက်ခံတက်တွေကြောက်ပရောင်းမြို့နယ်ဘက်ကစစ်ကောင်စီတပ်သားတွေနဲ့တောင်စင်းနယ်မြေရဲစခန်းကစစ်ကောင်စီတပ်သားတွေကအဓိကစစ်ကြောင်းထိုးနေတာပါစစ်ရင်လိုအပ်ချက်အရညာဦးကြောက်ပရောင်းလမ်းမိုက်မှာခရီးသွားလာနေတဲ့ရှင်တွေကိုည7နိုင်ကနေမနက်9နိုင်အတွင်းရင်းနေဖြတ်တန်းသွားလာချိန်မှာမှန်တကားတွေချပြီးမောင်းနေဖို့ကိုလည်းညာဦးမြို့နယ်ပကဖကအော်တိုဘားလ17ရက်နေ့မှာသတိပေးထုတ်ပြန်ထားပါတယ်အမျိုးသားညီညွတ်ရေးဆွေးနွေးအန်ယူဂျီကတော့ ရှင်းရောင်းဝင်ခြင်းမှုအမွေအနှစ်ဖြစ်သတ်မှတ်ထားတဲ့နေရာတွေမှာစည်ရေးမပြုတ်လောက်ကြဘူး2022ခုနှစ်ကကြေညာထားခဲ့ပေမဲ့စစ်ကောင်စီကစစ်ကြောင်းထိုးတာတွေလုပ်နေရကြောင်းစည်ဒီပထိုးတွေနဲ့ဝေးတဲ့စစ်ကောင်စီထိုင်ချရာနေရာတွေကိုတိုက်ပွဲပေါ်ဆောင်မှုတွေလှုပ်ဆောင်နေတယ်လို့ညာဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူကပြောပါရယ်။ဟုတ်ကဲ့စစ်ကြောင်းလို့တဲ့နှစ်ကြောင်းထိုးလောစင်ကစစ်ကြောင်းကသူခြံခဲ့အင်အားလေးရှိသေးတယ်။ထွက်တဲ့အရတော့အထွက်ပြားတဲ့အားလေးရှိရရှိရဲ့။ တို့ရတော့ချိခဲ့မှုမရှိအောင်တိုက်ပွဲပေါ်ပါတော့ကျွန်တော်ညောင်မြင့်နဲ့မှရှိတဲ့ရဲစခန်းတွေကျွန်တော်စစ်တပ်တွေတို့တို့နေရာချထားနေရကျွန်တော်တကယ်အမှန်တရားဆိုရင်ဖျားနေရအဝေးရွယ်ပြန်တော့ကျွန်တော်တို့ကြောင့်ကတော့လုံးဝချိခဲ့မှုမရှိနိုင်ဘူးကျွန်တော်တို့မှာတူးလို့အလင်းရဲမရှိဘူးတူးလို့လက်လက်ကြီးတွေလည်းမရှိဘူးတူးကိုချိခဲ့မယ်ဆိုတော့တူးကြောင့်ပဲဖြစ်ပုံပြန်တော့ရင်းချရတာဒီပြူးပြပါရချိခဲ့ကြတယ်တော့လက်လက်ကြီးကြောင့်တာဒီပြူးရချိခဲ့တယ်ကျွန်တော်တို့လက်လက်ငယ်နဲ့ပြည့်ုံနေတော့ဒီအတူကချိခဲ့ဆရာမရှိဘူးပြန်တော့လက်ရှိဖျားဒီရှိနေရာလေစစ်ကောင်စီနေရနေရာလေအဝေးရွယ်ပြန်တော့စစ်ကောင်စီခြေကုပ်ယူထားတဲ့ညောင်ဦးမြင့်ချံလမ်းပိုင်း ညာဦးမြင့်ချန်ငတ်တလောက်လမ်းပိုင်းတွေကိုလက်မြေစိုးမိုးထိန်းချုပ်ဖို့ကြိုးပမ်းနေတယ်လို့လည်းညာဦးဒေတာကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါဗျာ။ကျမတီရီပါ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ယူကရိန်းသမ္မတဘိုလိုဒီမာဇယ်လန်စကီးဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့လာမယ့်တောက်ကြနေ့အောက်တိုဘာလ18ရက်နေ့မှာတွေ့ဆုံဖို့ရှိပါတယ်။ဒီတွေ့ဆုံမှုမှာယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်ရေးနဲ့လက်နက်သစ်တွေရရှိရေးကိုအဓိကထားဆွေးနွေးသွားမှာဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာပြီးခဲ့တဲ့စနေတနင်္ဂနွေနေ့တွေကဖုန်းနဲ့ဆက်သွယ်ဆွေးနွေးခဲ့ကြပြီးအမေရိကန်ကယူကရိန်းကိုတာဝေးပစ်တိုမာဟော့ခ်ဒုံးကြီးတွေပေးအပ်ရေးကိုအလေးထားပြောဆိုခဲ့ကြပါတယ်။တောက်ချန်နေတွေးဆမှုမတိုင်ခင်မှာယူကရိန်းဝန်ကြီးချုပ်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာလည်းဝါရှင်တန်မှာအကြုံညှိနှိုင်းမှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။ယူကရိန်းဟာမော်စကိုကိုရောက်ရှိနိုင်တဲ့အမေရိကန်လုပ်တာဝေးပစ်ဒုံးကြီးတွေရရှိဖို့တိုက်တွန်းနေတာဖြစ်ပြီးအဲဒီလက်နက်တွေကိုစီရေးပြတ်မှတ်တွေအတွက်ပဲအသုံးပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုလက်နက်တွေပေးအပ်လိုက်တာဟာအခြေအနေကိုပြင်းပြင်းထန်ထန်တင်းမာသွားစေနိုင်တယ်လို့ရုရှားဘက်ကတော့သတိပေးထားပါတယ်ရှင်အခုတော့အားကစားသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အင်္ဂလန်သင်းဟာအောက်တိုဘာလ15ရက်မှာကစားမဲ့လက်ဘီယာနဲ့ပွဲမှာအနိုင်ရမယ်ဆိုရင်ကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။ အုပ်စုပွဲစဉ်၅ပွဲကစားပြီးမှ၅ပွဲစလုံးအနိုင်ရထားတဲ့အင်္ဂလန်အသင်းဟာလက်ဗီယာနဲ့ပွဲစဉ်၆မှာအနိုင်ရမယ်ဆိုရင်ဒုတိယနေရာကဆာဗီယာအသင်းကို9မှတ်အထိဖြတ်နိုင်မှာဖြစ်ပြီးလက်ကျန်၂ပွဲအလိုမှာအုပ်စုပထမနေရာကနေခြေစစ်ပွဲအောင်ဖို့တည်ကြသွားမှာပါအင်္ဂလန်အသင်းဟာလက်ဗီယာနဲ့ပွဲမတိုင်ခင်ခြေစမ်းပွဲမှာဝေးအသင်းကို၃ခုပြတ်နဲ့အနိုင်ရထားပြီးနောက်ဆုံး၃ပွဲဆက်လဲဂိုးမပေးရအောင်ဆွမ်းဆောင်ထားပါတယ်။လက်ဗီယာနဲ့ပွဲမှာတိုက်စစ်မှုဝက်စကင်လွဲချော်မှာဖြစ်ပေမဲ့ ဝေးနယ်ပွဲမှာလွဲချော်ခဲ့တဲ့တိုက်စစ်မှု hurricane ပြန်လည်ပါဝင်ကစားမှာဖြစ်ပါရဲ့ရှင်။ TVB ရုပ်မြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားကြရပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတော့တင်ဆက်ပေးအောင်ပါ။ကျမတို့ဖူးအီအီနဲ့ပါကြီးစုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။